ကဲ Manchester United ပြည်သက်တွေတော့အခုတော့အယောင်ကိုရေပန်းစားနေတဲ့အပြောင်းအလဲတင်းတပူရှိပါတယ်အဲ့ဒါကတော့ cloud အသင်းရဲ့ကွင်းလယ်ကိုအားဖြည့်ဖို့ဘသူ့ကိုခေါ်မလဲဆိုတဲ့ကိစ္စပါဒီနေ့တော့အဲ့ဒီနောက်ကရှုပ်ထွေးမှုတွေအထူးသဖြင့်ထိတ်တန့်တင်းတောက်ကြီးတွေရဲ့အားပြိုင်မှုအကြောင်းကိုအတူတူကြည့်လိုက်ကြရအောင် United ရဲ့ကွင်းလယ်ကအားဖြည့်ဖို့လိုအပ်နေတယ်ဆိုတာကတော့အားလုံးဒီပီးသားကိစ္စကြီးပါဟုတ်ကဲ့ဒါဆိုရင်အဲ့ဒီပြဿနာကိုဖြေရှင်းပေးနိုင်မဲ့ကစားသမားကဘသူဖြစ်လာမလဲအဲ့ဒါကအခုပြည်သက်တွေအားလုံးသိချင်နေတဲ့အဓိကမေးခွန်းပဲဖြစ်နေပါတယ် ကဲအခု let alone နမည်ကြီးနေတဲ့အငင်းပွားစရာတွေဖြစ်နေတဲ့တရင်တွေအားလုံးရဲ့ဗဟိုချက်မှာရှိနေတဲ့ကစားသမားကတော့သူကတော့ Wolves အသင်းမှာခြေစွမ်းပြနေတဲ့ Queen လက်ကစားသမား Joe Gomez ပေါ့ဘလုံးလူရလည်းကြမ်းတယ်ကစားခွက်ဖန်တီးတာလည်းဒီလိုလေးတကြွတယ်ဗျဒီလိုကစားသမားမျိုးက United Queen လက်အိုတကယ်ပဲအသက်ဝင်လာအောင် လုပ်ပေးနိုင်မလားသူရဲ့အရေးပါမှုကြောင့်ပဲဒီအပြောင်းအရွှေ့က ပိုပြီးရှုပ်ထွေးလာတာလားဆိုတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဟုတ်ပြီ။ဒီနေရာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းပဲ။ဘာလို့လဲဆိုတော့အပြောင်းအလဲလောကမှာ Tier 1လို့သတ်မှတ်ခံထားတဲ့တရင်းယောက်ချီနေယောက်ကဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝကိုတယောက်တစ်ပေါက်စီပြောနေကြလို့ပါပဲ။ကြည့်လိုက်ပါဦး။ David Einstein နဲ့ Fabrizio Romano တကယ်ကို heavyweight ချီနေယောက်ရဲ့အားပြိုင်မှုပဲ။ Einstein ကပြောတယ်။ United ကအစ်စ်ကိုမဝင်စားမှုတယ်။ ရူမာနိုကကြတော့မဟုတ်ဘူးသူတို့ပြစ်မှတ်ထဲမှာရှိတယ်ဆိုပြီးတည့်တယ်တို့ငင်းနေတာတယောက်ကမရှိဘူးပြောတယ်တယောက်ကရှိတယ်ပြောတယ်ဒေးဗစ်အွန်စတိုင်းရဲ့အပြောကုန်ကြည့်ရင်တော့ဒီကိစ္စကလုံးဝပြီးသွားပြီလို့တော့ထင်ရတယ်သူကတော်လီပြတယ်ဗျာ United က goal score စိတ်မဝင်စားဘူး Clanting ကြားမှာလည်းဘာစကားမှမပြောသေးဘူးတဲ့သူအပြောရဆိုရင်တော့ဒီဇလန်ကဒီမှာပဲရက်ပြီးပုံတော့တပည့်ခဏလေး Fabrizio Romano ကဝင်လာပြီးဇလန်ကိုလှည့်ပစ်လိုက်တယ် သူကကြတော့ United ကစေဝန်စားနေတယ်သူတို့ကွင်းလက်အတွက်လိုအပ်နေတာမို့လို့ပြစ်မှတ်နေတာဆိုပြီးတိတိကျကျကိုပြောတာအဲ့တော့ဘယ်သူစကားကိုယုံရမလဲဆိုတာတကယ်ကိုခုံစားစရာပဲ Okay ဒီလိုမျိုးတည်နေတဲ့ Zoom ထွေးနေတဲ့အချိန်မှာ United ကကောနောက်ခွဲမှာဘာတွေလုပ်နေလဲသူတို့ရဲ့တကယ် plan ကဘာဖြစ်နိုင်မလဲအခုလောလောဆယ်မှာတော့အချင်းကြီးကတော်တော်လေးကိုမတိမချဘူးပေါ့နော်တကယ်ဖြီမှန်ကိုတည်ရဖို့ပထမဆုံးစောင့်ကြည့်ရမှာကတော့ လာပဲဇန်နဝါရီအပြောင်းအရွှေ့ကာလပဲအဲ့မှာတခုခုထူးခြားလာမလားဒါမှမဟုတ်နွေရာပြည်အထိဆောင်းရမလားဆိုတာကတော့အချိန်ကပဲအပြေးပြေးတော့မှာပါအင်းဒါပဲစဉ်းစားကြည့်လေဂိုမက်စကီဆာကဒီလောက်ရှုပ်ထွေးနေမှာတော့ United ကသူ့တယောက်ချင်းကိုပဲကြည့်နေမှာတော့မဟုတ်လောက်ဘူးနော်သူတို့မှာတခြားရွေးချယ်စရာတွေရောမရှိနိုင်ဘူးလားဟုတ်တယ်တရင်တွေထဲမှာတခြားနာမည်တွေလည်းပါလာတဲ့ Elliot Anderson တို့ Alan Watson တို့လိုကစားသမားတွေပေါ့ သူတို့က United ရဲ့ Plan B Plan C မြဖြစ်နေမလားသူတို့ရဲ့ကစားပုံကတော့ United နဲ့ kait ပါမလားဆိုတာကလည်းစဉ်းစားစရာတစ်ခုပဲဆိုတော့အချုပ်ပြောရရင်တကယ်ဖြေကပါလေဘယ်သူမှတိတိကျကျမသိသေးဘူးအခုချိန်မှာတော့အားလုံးကခံမှန်းနေကြတာပဲဒါပေမဲ့ဒီလိုမျိုးမသေးကြမရေရတာတွေရင်းခွန်ရတာတွေကလက်ဘောလုံးပရိသတ်တယောက်ဖျားချင်းရဲ့အရသာတစ်ခုပဲမဟုတ်ဘူးညာအဓိကအချက်ကတော့ဒါပါပဲတတင်းတော့ကြီးတဲ့တောင် တယောက်တပေါက်ပြောနေမှာတော့တကယ်အမှန်တရားကအပြောင်းအရည်ရှိကိုဖွင့်ကားနေမှာပဲပေါ်လာမှာနောက်ဆိုတော့ကလပ်အသင်းကိုယ်တိုင်ကတရားဝင်လှုပ်ရှားမှုတစ်ခုခု လုပ်မှာပဲအားလုံးရဲ့တန်ကြရီရှင်းသွားမှာပါကဲအားလုံးစောင့်ကြည့်ရမယ်မိခွန်းကတော့လာမယ့်စန်နဘာရီမှာမန်ချက်စတာယူနိုက်တက်ပရိသတ်တွေအန်အာသင်းစီယာတစ်ခုခုနဲ့ကြုံရမလား Ultra Football ကွင်းလေလူသက်တယောက်ရောက်လာဦးမလားဒီမိခွန်းရဲ့အဖြစ်ကိုတော့အားလုံးနဲ့အတူတူရင်ခွင်ရင်စောင့်ကြည့်တွေ့ကြတာပေါ့